ောပင်နဲ့အမအမဲချစ်တာဆိုတော့တချို့ဟာတွေကနည်းနည်းလွှဲချော်မှုတွေရှိတော့ဘူးနော်ဟိုချစ်တဲ့လူကလည်းပါသူ့နေရာနဲ့သူ့အကွက်ကြအောင်မချစ်မိတဲ့ဟာတွေပေါ့အဲဆိုတော့ပေးစင်းနေပါတယ်တော့ရှင်ရှင်မှာပေါ့အမအရင်ပါလေနော်အခုဟာတော့တိကျတယ်လို့ထင်တာပဲဘာလဲဆိုတော့ဒီဟာနဲ့ကိုလည်းကိုနှိမ့်တဲ့ဟာဆိုမြင်နေရတယ်လေဟုတ်ဘက်မှာစာရွက်အကြည့်နဲ့အာအရင်မေးပွဲပုံဇနီးနေအခုစိတ်နေဇနီးကကြတော့ဥလိလိုအနေနဲ့ဒီစိတ်နေပြည့်တဲ့ဇနီးကပူကြိုက်တယ်ဗျအရင်တော့မေးပွဲတဲ့ပုံစံခါကြရင်တော့ ဒီလိုချီတာလို့ချီတာဆိုလို့ချင်းလည်းပဲနည်းနည်းအပေါ်ရွက်သားရင်လည်းပယ်မဲ့အလေမှာရွက်သားရင်လည်းပယ်မဲ့အဲ့လိုစရာများတော့တခါလေကြံ့ကူပြီးချင်တဲ့ပုံစံကိုပြေးလိုက်တော့တဲ့အလွဲ့အလွဲ့တွေဖြေးတဲ့ကောင်လာတယ်ဟာများတော့ကျွန်တော်တို့တိုင်မကြိုက်ဘူးဗျအခုအခုကြတော့တက္ကလုံးလေးပြေးရတာတော့အရှင်ပြေးပါတယ်။ဘာဖြစ်လို့စင်အရင်ကအမအသားချီတာရောအပေါ်ဖေးရောက်တော့ရင်လည်းပယ်မဲ့အော်ရောက်တဲ့ပယ်မဲ့ကိုကပြီးချင်တဲ့ကူတာပြေးလိုက်ပြီမဲ့တဲ့ အပေါ်ရောက်တော့လည်းပဲမဖြစ်တော့ဥလိလိုကတိုင်မင်းသဘောကမကြောက်ဘူးအခုကတော့ရှိနေပါလေမင်္ဂလာပါခင်ဗျမင်္ဂလာပါရှင့် အမအနေနဲ့ဒီရွေးကောက်ပွဲမှာမဲပေးဖို့အတွက်ဘာပြင်ဆင်ထားလဲခင်ဗျ။အင်းမဲစင်းနေတီချာကြည့်ထားတယ်ဗောကိုမဲ့ပုံနံပင်မဲ့ပုံတင်နံပါတ်နဲ့ဒီမဲစင်းထဲမှာပါတဲ့ကိုနာမည်တွေဗော။အော်ကဲပါမဒီပင်းရဒီမျိုးနေရာဆိုရင်ဟိုဘယ်ချိန်မှာမဲပေးရလုံမအနေနဲ့တီထားလဲခင်ဗျ။အခု2025ဆက်နှစ်လပိုင်း28ရက်နေဗော။ဒီရွေးကောက်ပွဲမှာမဲပေးရမှာဆိုတော့အမတို့မဲစင်းနေကြည့်ပြီးသွားရလားခင်ဗျ။ကြည့်ပြီးသွားရှာ။အမတို့မိသားစုဘယ်နှယောက်ပါလဲ။ အဖေအမေရောဆုံးတော့6ရောပေါ့ကလေးတွေရောမပေါဆုံး4ရောပေါ့လူကြီးရောမအနေနဲ့မဲဘယ်နှစ်ကျင်ပြေးဘူးလေခင်ဗျနှစ်ကျင်ပေါ့ဟုတ်ကဲ့ခင်ဗျဒီယူကောက်ပဲကျွန်တော်ဆက်ကလုံးနေပြီမဲပေးရမှာဆိုတော့ဒီဆက်နဲ့ပတ်သက်ပြီးတော့အမအနေနဲ့ဘယ်လိုသိထားလဲခင်ဗျဒါလည်းဒီတော့မှသူတို့လာပြီးတော့ဘယ်လိုလုပ်ရမလဲဘယ်ဟာဘယ်လိုဆိုတာတော့သူတို့လာပြီးတော့ပြောပြပေးထားရဲ့ကို ပြည့်ချင်တဲ့ပါတီပေါ့ပြည့်ချင်တဲ့ပါတီမှာဆိုဒီဘေးမှာအပြာရောင်ခလုတ်ရှိတယ်ဒါနှိပ်ရမယ်အဲ့လိုနေတော့လာပြီးတော့သူတို့ရှင်ပြထားတယ်ပေါ့ကိုကြက်တဲ့ပါတီထဲလို့ရတယ်ပေါ့နှိပ်လို့ရတယ်ဆိုတော့ပေါ့ဟုတ်ကဲ့ပါမဟိုအရင်ကမဲမဲပုံလေးနဲ့အခုမဲမဲပုံဘယ်လိုကွာခြားလဲဆိုတော့ပြောပြပေးပါခင်ဗျအင်းအရင်ကတော့ဟိုဘော့ပင်နဲ့အမအမန်ချစ်တာဆိုတော့တချို့ဟာတွေကနည်းနည်းလွှဲချော်မှုတွေရှိတာပေါ့နော်ဟိုချစ်တဲ့လူကလည်းပါသူ့နေရာနဲ့သူအကွက်ကြအောင်မချစ်မိတဲ့ဟာတွေပေါ့ အဆိုတော့ပေးစင်းနေပါသေးတော့ရှင်ရှင်မှာပေါ့အမှအရင်တော့လည်းနော်အခုဟာတော့တိကျတယ်လို့ထင်တာပဲဘာလဲဆိုတော့ဒီဟာနေ့ကိုလည်းကိုနှိမ့်တဲ့ဟာဆိုမြင်နေရတယ်လေဟုတ်ပဲမစာရွက်အကြည့်ရင်လေကိုကြိုက်တဲ့ပါတီအဟုတ်ကဲ့ပါအမဒီရေကောက်ဝဲကြီးကနေအမတို့တိုင်းနာဒေသခံပြည်သူတွေအတွက်ကိုဘလုံးမျိုးဝဲထားရဆိုတော့လည်းပြောပြပေးပါဦးအင်းကျမတို့တောင်သူတွေကတော့ကိုမြို့နယ်တိုးတက်ဖို့အသည့်အနယ်ရောက်ကောင်းဖို့လမ်းဘက်ဆက်သွေးကြီးတွေတိုးတက်ဖို့ပေါ့ ။လက်မဆက်သွဲရေးတွေကောက်မှလည်းအတိအနံတွေကအယောင်အဝယ်ကောက်နေလေ။လမ်းဆိုးလည်းဈေးပြတာနေရလေ။အဆိုတော့တောင်တူတွေကတိအကျုပ်အမြတ်မရဘူးပေါ့။အဆိုတော့လက်မဆက်တဲ့ရေးတွေကောက်ဖို့လိုတာပေါ့။ပညာရေးအထောက်အပံ့။မင်္ဂလာပါခင်ဗျာ။မင်္ဂလာပါ။ကိုလေးကရေကောက်ပွဲနဲ့ပတ်သက်ပြီးတော့မိကိုလေးမေးချင်လို့ပါခင်ဗျ။အာအေးမေးချင်ပါရပ်ပါလေမေး။ကိုလေးနေနဲ့ဒီရေကောက်ပွဲကမဲပဲချင်ပြရမယ်လို့တည်ထားပါလေခင်ဗျ။ အာဦးလေးနေနေတည်ထားတာတော့အမ်ဒီစင်ဘာ၂၀နှစ်စီရလို့တည်ထားတယ်။ဦးလေးနေနေဒီကောက်ဘက်မှာမဲပေးရမှာဆိုတော့ဘာကြီးပြင်ဆင်ထားပြီလဲမသိဘူးခင်ဗျ။အပါလေးပြင်ဆင်ထားတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီမှာမိတ်စရင်တွေကတ်ထားတဲ့ဥစ္စာမှာကျွန်တော်တို့ကိုယ့်ရဲ့စရင်တွေပါလားတော့ကြည်တာရဲ့ကိုယ်မှာမတ်ပုံတင်လေးပါလေးအဲစီလာကိုယ့်ရဲ့မတ်ပုံတင်ဟောလေးကစီလာပြည်ဆောင်ရလာလို့အဲ့လိုစီစဉ်ထားပါလေ။ ဟုတ်ကဲ့ပါခင်ဗျာဟိုမဲစင်းနေလေသွားကြည့်တာဆိုတော့အဲမဲစင်းထဲမှာကိုယ့်ရဲ့မိသားစုဘယ်နှယောက်ပါလဲအဲပြီးတော့မကန်မှုရောရှိလားပြည်စုံလားခင်ဗျာအာပြည်စုံပါတယ်ကျွန်တော်တို့ကြီးထားတော့ကျွန်တော်ဟိုတို့ကြီးထားတော့ပြည်စုံပါတယ်ကျွန်တော်မိသားစုလည်းအကောင်လုံးရဲ့ပြည်စုံပါလေဟုတ်ကဲ့ဗျာဦးလေးတို့အနေနဲ့မိသားစုဘယ်နှယောက်မဲပေးပါလဲခင်ဗျာကျွန်တော်တို့အနေနဲ့မိသားစုက6ဦးလေးရောအပါဆိုလို့ရှိရင်6ရောက်6ရောက်ပေးရမှာဖြစ်ရတယ်မိသားစုအနေနဲ့6ရောက်6ရောက်ဦးလေးအနေနဲ့ဒီမဲကိုဘယ်နှပြင်ပေးပြီးသားလဲခင်ဗျာ မေဘယ်နဲ့ကြိမ်လဲပြပိသားတယ်ဆိုချင်ပြပိသား2010ခါရဲ့2015ရဲ့ဦးလီမမီတလဲဘောနော်နထန်တဆေခတုံးရဲ့နထန်ဆေငါရဲ့နထန်နဆေမရဲ့တုံးကြိမ်တော့ပေးဘူးသားကြီးလားဟုတ်ကဲ့ပါခင်ဗျာခုဒီရေကောက်ပွဲကကျွန်တော်တို့ဆက်နဲ့ဆက်ကလုံးနဲ့နေပြီးတော့မဲပေးရမှာဆိုတော့ဒီအဆက်အကြောင်းဘာကြီးသိထားလဲခင်ဗျာအေးဆေးအကြောင်းကတော့သိထားပါတယ်ကျွန်တော်တို့ကဒီအဆေးအကြောင်းဆက်ကလုံးနဲ့နေရမယ်အေးဆိုတဲ့ဥစားကိုဟောအစောတုန်းကလည်းကျွန်တော်တို့ အော်ပူလာမလေးပဲအလူလေးကဘလူပေးစီနေပေးရမယ်ဆိုတဲ့ဥစ္စာပြလို့ဦးလေးလိုတဲ့မြင်ရတယ်အစီရဲ့ညံ့မြရတော့ဦးလေးကတိုက်မခေါ်တတ်ဘူးလားစီနေဟုတ်ကဲ့ပါခင်ဗျအဲခုကဆက်နေမဲပေးရမှာဆိုတော့ဒီအရင်ကမဲပေးပုံစနစ်လေးနဲ့အခုဆက်နေမဲပေးတဲ့စနစ်လေးနဲ့ဘလူကွာချလဲခင်ဗျအာအရင်မဲပေးပုံစနစ်နဲ့အခုစိတ်နေစနစ်ကကြတော့ဦးလေးလိုအနေနဲ့ဒီစီနေပေးတဲ့စနစ်ကပိုကျိတ်တယ်ဗျအရင်တော့မဲပေးတဲ့ပုံစံကကြရင်တော့ ဒီလိုချီတာလို့ချီတာဆိုလို့ချင်တယ်ပဲနည်းနည်းအပေါ်ရွက်သားရင်လည်းပယ်မဲအဲအလေမှာရွက်သားရင်လည်းပယ်မဲအဲ့လိုဆရာမြားတော့တခါလေကြာရင်ကိုပြစ်ချင်တဲ့ပုံစံကိုပြေးလိုက်တော့လေအလွဲ့အလွဲ့တွေဖြီးတဲ့ကောင်လားနေရာမြားတော့ကျွန်တော်တို့တိုင်မကြိုက်ဘူးလားအခုအခုကြတော့တစ်ချက်ပဲနှက်ရတယ်လို့တီထတော့အခုစားပူကြိုက်တယ်ဗျအခုစင်ကြီးမေးပြတာပူကြိုက်တယ်ဟုတ်ကဲ့ပါခင်ဗျာဘယ်လိုပြောင်းလဲလာမယ်လို့လဲမျှော်လင့်ထားသေးလဲခင်ဗျာ အေးဟောစင်းနေပြန်တော့ဒီလိုလေမဲပီးပြီးရင်တော့ဆန္ဒမဲပီးပြီးရင်တော့ပြန်လဲလာလိမ့်မယ်လို့တော့မျော်လင့်ပါတယ်ပြန်လဲလာမယ်ပဲဘာလို့ဘလို့ပြန်လဲလာမလဲဆိုလို့ချင်ကိုရဲ့အဲဦးလင်းလိုကတော့စိတ်ပြူကြီးတန်တူလေးဆိုတော့ကျွန်တော်တို့စိတ်နှီးပြူနှီးလေးနေပြီးတော့မှစိတ်တဲ့သမီးအဆူစရိတ်လေးလေးပါလေရတယ်ရွယ်ညကြတော့ပြန်လဲလာလိမ့်မယ်လို့တော့အများကြီးမျော်လင့်ပါတယ် ။ဦးလေးရေကောက်ပါနဲ့ပတ်သက်ပြီးတော့မေခွန်းလေးမေခွန်းပြပါခင်ဗျ။အဲမေးရပါတယ်ဗျာ။ဦးလေးအနေနဲ့ဒီရေကောက်ပွဲကဘယ်ချိန်မှမဲပြရမယ်လို့သိထားပါလေခင်ဗျ။အကျွန်တော်လိုရနေဆက်ရှိရဲလို့သိထားပါတယ်ဗျာ။ဘယ်နဲ့ဆက်ရှိရလဲခင်ဗျ။ခုဒီတင်ပါနေဆက်ရှိရဲပါဗျာ။ဟုတ်ကဲ့ပါခင်ဗျ။အဲမဲကဒီဒီစင်မလာမှပေးရမှာဆိုတော့မဲစင်းနေရောတွားကြည့်ပြီးသွားလား။ကြည့်ပါလေကြည့်တော့တချွေကြတဲ့မက်စင်းကမိစားစုဝင်ငါဥရှင်နှစ်ဦးပဲပါတော့ဦးလေးကြံမသေးတယ်ဗျာ။ကြံတဲ့ဥစားကိုလည်းခုရှင်ကရေလက်ကပ်ပြီးမယ် ်တကပ်မယ်လို့ပြောထားပါတယ်မန်ကမရှိအောင်လေလို့ပြန်ဆောင်တည်ပြီးပြန်မင်းပြုလို့ပြရမှာဟုတ်ကဲ့ပါခင်ဗျာမေဘိုးတို့ကဘာပြင်ဆင်ထားလဲခင်ဗျာမေဘိုးတို့တွေတော့ဦးလီလိုကပါပြင်ဆင်ထားအောင်ရှင်ခုမေစရင်တက်ကြည့်တာလေကိုယ်ရဲ့မပုံတင်မပုံတင်လေးမရှိသေးတဲ့သူများမပုံတင်လေးရရှိအောင်ပြုလို့ထားပါတယ်ခင်ဗျာအဲဦးလေးအနေနဲ့မဲဘနေချင်ပြေးပြီးသွားလေခင်ဗျာကျွန်တော်လည်းတောင်းချင်ပါဗျာဟုတ်ကဲ့ပါခင်ဗျာဒီရေကွက်ဝယ်ရကျွန်တော်ဆက်ကလုံးနေပြီးမဲပေးရမှာဆိုတော့ဒီဆက်နဲ့ပတ်သက်ပြီးတော့ညာ ဘာရေးတိတာလဲခင်ဗျအဲတစ်ခလုံးနဲ့ပေးရတာတော့အရှင်ပြေပါတယ်ဘာဖြစ်လို့စင်အရင်ကအမအသာချီတာရောအပေါ်ဖေးရောက်တော့နေဘယ်မဲအော်ရောက်တဲ့ဘယ်မဲကိုကပြစ်ရှင်တဲ့ဥသာပြစ်လိုက်ပြီမဲတယ်အပေါ်ရောက်တဲ့ဘယ်မဲဖြစ်တော့ဦးလေးလိုကတိုင်မင်းသဘောကမကြဘူးအခုကတော့အရှင်ပြေပါတယ်ဟုတ်ကဲ့ပါလေဟိုအားလေကျွန်တော်တို့ဒီဒီရေကဝေးရနေပြီးတော့မှဒေသခံပြည်သူတွေအတွက်ဘယ်လိုတွေပြောင်းလဲလာနိုင်မယ်လို့ဦးလေးနေနဲ့မျှော်လင့်ထားလိုက်ခင်ဗျဦးလေးကတော့ဘလို့ဒေသခံပြည်သူတွေနဲ့တော့သွားရေးလာရေးနေရေးထရေး စီပွားရေးကောင်းလုံးပေါ့အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်ဦးလေးအနေနဲ့ပေါ့လေအဲ့လိုမျှော်လင့်ပါတယ်